ကဲအဲ့တော့မနေ့ကမနက်ကတော့၃ညသုံးအောင်သွားပြီနော်မျိုးတွေအားလုံးမနက်ကတော့ကျွန်တော်တို့၃ညသုံးပါနော်၃ညသုံးအောင်သွားတယ်အဲ့တော့အားလုံးပဲဒီမှာပေါ့နော်ကျွန်တော်မနက်ကတော့30ဆိုတဲ့ကဏ္ဍတစ်ခွက်ပေါ့နော်30အာပေါ့နော်30အာ3ည3ပေါ့နော်အရန်ခွက်ကနေပြီးတော့အောင်သားတယ်အဲ့တော့ဒီညဒီမှာထပ်ပြီးတော့အောင်ကျင်လာဆိုတဲ့မိတ်ဆွေတွေဝင်လာခဲ့နော်မနက်ကကျွန်တော်ကဏ္ဍလေး6ခွက်ပဲထိုးရတယ်6ခွက်ထဲနဲ့တို့ပေါက်ကဏ္ဍဖြစ်အောင်ထိုးသွားတယ် အဲ့တော့ဒီညနေမှာဆက်အောင်နေတယ်ဆိုတော့မျိုးတွေအားလုံးပဲဝင်လာခဲ့ကနန်း၈ခွက်နဲ့ပေါကနန်းဖြစ်အောင်ထိုးသွားရယ်နော်အဲ့တော့ဒီညနေမှာဆက်ပြီးတော့အောင်နေတယ်ဆိုတော့မျိုးတွေဝင်လာခဲ့နော်ထွက်စင်တွေရေးမယ်နော်ပြီးတာနဲ့တန်းပြမယ်ပြန်နော်ကဲဒီညနေမှာမနက်ကတော့၃ည၃လုံးမျိုးအောင်နေတယ်ဆိုတော့မျိုးတွေဝင်လာခဲ့မယ်ပြန်နော် ကဲအဲ့တော့နော်ကဲအဲ့တော့ဘလူးမဆောင်းတော့ဘူးနော်ဝင်လာပြီဆိုတော့လမ်းမလေးဒန်းစီနေမယ်ကြည်နေတဲ့ဖုံးမဆက်ကရင်ကိုလမ်းညိုးလေးနဲ့ဒီလိုလေးတော့နော်အချင်းလေးရမ်းနောက်ကျနေတယ်အဲ့တော့ဘလူးမမဆောင်းတော့ဘူးတကယ်တမ်းပြမယ်နော်လမ်းမလေးတန်းစီနေပြီကြည်နေနေဖုံးမဆက်ကရင်ကိုဒီလိုလေးတောက်ပြီဓာညိုလေးနဲ့တောက်ပြီအဲလမ်းမနေပြီသားဖြစ်သွားလိမ့်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထိတ်စည်းဆိုင်ကနေဟောဝမ်းကြီးကနေရင်စပြမယ်ဝမ်းကြီးကဒီကောင်ကဘလို့လာတာလဲတောက်ချောက်ကြီးပေးလာတယ်ဘလို့ပေးထားတယ်ဆိုတော့နှလုံးပေါင်းကြီး 3ည3ညရဲ့ပါဝါက3ည5ချိန်60ထွက်တယ်နှလုံးပေါင်းချင်း1 1 6ခန်းကို6 6ထွက်တယ်နှလုံးပေါင်းချင်း3 3 8ခန်းကို2 3ထွက်တယ်နှလုံးပေါင်းချင်း1 1 6ခန်းကို3ည1ထွက်တယ်နှလုံးပေါင်းချင်း9 9ခန်းကို6နှစ်ဆိုပြီးတော့ထွက်ထားတယ်နော်အဲ့တော့ဒီတို့ဒီညနေမှာ3ည3နှလုံးပေါင်းချင်းက3 38ဝမ်းကြီးနော်အဲ့တော့ဒီ38ဝမ်းကြီး38ချိတ် အဲ့သုံးရှစ်ကျင်းမှာတကယ်လို့အဲ့သုံးရှစ်ကျင်းတာကျွန်တော်ဆက်ပေးခဲ့မယ်လာခဲ့မှာဆိုကျွန်တော်ဒီဒီရှစ်ကလုံးပို့ကြိုက်တယ်နော်။ဘာကြောင့်ကြိုက်ရတာလဲဆိုရှစ်ထိပ်စည်းဆိုင်ရှိတယ်ဗျာနော်။ရှစ်ထိပ်စည်းဆိုင်ရှိတယ်။အဲ့တော့အဲ့ဆိုင်လေးကိုအရင်ပတ်ကြည့်မယ်နော်။အဲ့တော့ကျွန်တော်ကူမတွေအားလုံးပဲတက်ကြီးလက်ကြီးလေးလက်မလေးနှိပ်မယ် channel ကို subscribe နဲ့ရတယ် channel လေးကို subscribe နှိပ်မယ်။ကဲဒီအောင်ရှစ်ထိပ်စည်းဆိုင်ကဘလို့လာတဲ့ဆို6953ညနော်။6953ညဒီသုံးလုံးပေါင်းချင်းကတိ ဒီသုံးလုံးပေါင်းချင်းတစ်ကို၈၃၃ညဒီသုံးလုံးပေါင်းချင်းကတစ်လို့ရတယ်။ရိုက်တယ်ဗောနော်။ဒီသုံးလုံးပေါင်းချင်းတစ်ဖြစ်လို့ဒီသုံးလုံးပေါင်းချင်းတစ်လို့ရိုက်တော့၃ညထိပ်စီ။ဒီသုံးလုံးပေါင်းချင်းကဒီသုံးလုံးပေါင်းချင်းနှစ်ကိုကိုဒီသုံးလုံးပေါင်းချင်းနှစ်လို့ရိုက်တော့နှစ်တစ်ကိုဒီသုံးလုံးပေါင်းချင်းနှစ်လို့ရိုက်လို့၉ထိပ်စီ။နော်ဒီသုံးလုံးပေါင်းချင်းတစ်ကိုဒီသုံးလုံးပေါင်းချင်းတစ်လို့ရိုက်တော့၃ညထိပ်စီဒီသုံးလုံးပေါင်းချင်းနှစ်ကိုဒီသုံးလုံးပေါင်းချင်းနှစ်လို့ရိုက်တော့၉ထိပ်စီ ကိုထိန်စီဟုတ်ပြီအဲ့လားဆိုရင်ဟောဒီမှာ3ည3ခွန်ဒီ3လုံးပေါင်းချင်း3ညကိုဒီ3လုံးပေါင်းချင်း3ညလို့ရရမယ်ဆိုကျွန်တော်ဗာဒိစီတက်ပြရမယ်အားလုံးပဲတက်ညီလက်ညီဒီနော်တောက်ချက်စီကောမန်လေးရမန့်သွားပြီနော်လမလေးတန်းစိနေပြီကြည်နေနဲ့ဘာမှပန်းမကြည့်ဘူးနော်ဖုံးမှန်စကရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲဒါလမနေပြီးသားဖြတ်သွားလိုက်တာဟုတ်ပြီနော်အဲတော့ဒီသုံးလုံးပေါင်းချင်း1ကိုဒီသုံးလုံးပေါင်းချင်း1လို့ရိုက်တယ်ဒီသုံးလုံးပေါင်းချင်း2ကိုဒီသုံးလုံးပေါင်းချင်း2လို့ရိုက်တယ်ဒီသုံးလုံးပေါင်းချင်း တုံညကိုဒီသုံးလုံးပေါင်းကြီးတုံညလို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ရှစ်ထိပ်စီဟုတ်ပြီနော်ရှစ်ထိပ်စီထက်ထည့်ပြီရမယ်ဟုတ်ပြီအဲ့လိုမဟုတ်ဘူးရှစ်ထိပ်စီထက်ထည့်တာရန်ကွက်တယ်ရန်ထားလိုက်မယ်နော်ရှစ်ထိပ်စီထက်ထည့်ပြီရတကယ်လို့ဒီလိုအဲ့ဆိုင်နဲ့မလာဘူးဒီဆိုင်နဲ့တော့မကြောက်ဘူးမကြဘဲနဲ့ရှစ်သုံးတုံညဒီသုံးလုံးပေါင်းကြီးကတက်ရှစ်သုံးဒါထိပ်စီလိုင်းတွေကိုပြပြနေနော်ထိပ်စီလိုင်းတွေကိုပြပြနေရနော်ရှစ်သုံးတုံညဒီသုံးလုံးပေါင်းကြီးကတက်ဒီသုံးလုံးပေါင်းကြီးတက်ကိုတဲ့ ဟောဒီရှေ့ရဟောဒီတုံးရဟောဒီတုံးညရဒီသုံးလုံးပေါင်းခြင်းကတက်လို့ဖြုတ်တယ်ဒီရှေ့သုံးတုံးညဒီသုံးလုံးပေါင်းခြင်းကတက်လို့ဖြုတ်တယ်ဒီသုံးလုံးပေါင်းခြင်းတက်ကိုဒီသုံးလုံးပေါင်းခြင်းတက်လို့ဖြုတ်တယ်ဒီသုံးလုံးပေါင်းခြင်းခွန်နှစ်တုံးညငါနှစ်တုံးညငါဒီသုံးလုံးပေါင်းခြင်းခွန်ကိုနှစ်တုံးညငါဒီသုံးလုံးပေါင်းခြင်းခွန်ကိုနှစ်နှစ်ချောက်ကိုဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြုတ်တယ်နော်နှစ်ရ6ရ9ရဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြုတ်တယ် ဒီသုံးလုံးပေါင်းချင်းခွန်ကိုဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြုတ်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီသုံးလုံးပေါင်းချင်းက2 35ခွန်35ခွန်ဒီသုံးလုံးပေါင်းချင်းက2ဒီသုံးလုံးပေါင်းချင်းနဲ့35ခွန်ဒီသုံးလုံးပေါင်းချင်း2ကိုတဲ့နော်35ခွန်ဒီသုံးလုံးပေါင်းချင်း2ကိုကျွန်တော်တို့ကနော်35ခွန်ဒီသုံးလုံးပေါင်းချင်း2ကို3ည3ဒီသုံးလုံးပေါင်းချင်း2လို့ဖြစ်ရမှာဆိုရင်ဒီမှာကျွန်တော်တို့2ထိပ်စီတို့ထည့်ထည့်ပြရအောင်ဟုတ်ပြီနော်8ထိပ် နှစ်ထိပ်ရတော့ဒီအားလုံးပဲเนาะကျွန်တော်မြန်မြန်လေးပြပေးနေเนาะ၈၃၃ညဒီ၃လုံးပေါင်းချက်က၁ကိုဒီ၃လုံးပေါင်းချက်က၁နှစ်၃ညကဒီ၃လုံးပေါင်းချက်ကခွန်ကို၂6ကိုဒီ၃လုံးပေါင်းချက်ကခွန်၃ည9ခွန်ဒီ၃လုံးပေါင်းချက်က၁ကို၃ည၃ညဒီမှာဆိုရင်နှစ်ဖြစ်ရမှာဆိုရင်နှစ်ထိပ်စီ နော်ရှစ်ထိတ်နှစ်ထိတ်ထိတ်စည်းဆိုင်တွေကိုရင်ပြပေးနေရနော်အဲ့တော့ရှစ်ထိတ်နှစ်ထိတ်လာပြီအဲ့တော့နောက်တဲ့ထိတ်စည်းလိုက်တစ်ဆိုင်ကိုကျွန်တော်သွားကြည့်မယ်သွားပြပေးမယ်အဲ့တော့အားလုံးပဲဆက်ပြီးတော့ကြည့်ပါဟုတ်ကဲ့နော်ဒီကောင်နှစ်ထိတ်ကနှစ်ဆိုင်ရှိတယ်နှစ်ထိတ်ဆိုင်နှစ်ထိတ်စီဆိုင်ကနှစ်ဆိုင်ရှိတယ်ဒီကောင်ကဒီလိုမဟုတ်ဘဲနဲ့သုံးတုံညာနှစ်ဒီသုံးလုံးပေါင်းခြင်းက9ကိုတဲ့သုံးတုံညာနှစ်ဒီသုံးလုံးသုံးတုံညာနှစ်ဒီသုံးလုံးပေါင်းခြင်း9ကို3နှစ်တုံညာဒီသုံးလုံးပေါင်းခြင်းက9လို့ဖြစ်တယ်နော် ဒါတော့ကကြာ3ညာ5ညာဒီ3လုံးပေါင်းခြင်းက9ကို3ညာ5ညာဒီ3လုံးပေါင်းခြင်းကကို6 9 3ညာ6 3ညာကိုဒီ3လုံးပေါင်းခြင်းက9လို့ဖြစ်တယ်။ဟုတ်တယ်နော်။နော်။3ညာ5ညာဒီ3လုံးပေါင်းခြင်းကကို6 3ညာကိုဒီ3လုံးပေါင်းခြင်းက9လို့ဖြစ်တယ်။9ခုကိုဒီ3လုံးပေါင်းခြင်းက1ကို9ရဲ့ခုရဲ့9ရဲ့ဒီ3လုံးပေါင်းခြင်းက1ကို ဒီသုံးလုံးပေါင်းချင်း1လို့ဖြစ်ပြရမယ်ဆိုတော့39ရှိရတဲ့ကြောင့်ဒီမှာလည်းနှစ်ထိပ်စီပဲနှစ်ထိပ်စီက2ဆိုင်ဟုတ်ပြီနော်အဲ့ကဲအဲ့တော့နောက်ဆုံးထိပ်စီဆိုင်ဖြစ်တဲ့6ထိပ်စီဆိုင်ကိုကျွန်တော်ထပ်ပြီးတော့ပြပေးသွားမယ်အဲ့တော့အားလုံးပဲလက်ညီလက်ညီတွေကြည့်မယ်ကျွန်တော်ကိုမတွေအားလုံးပဲနော်6ထိပ်စီဆိုင်ကဒီကောင်ကဘလို့လာတယ်ဆိုတော့ဒီ6ရဲ့ဒီ2ရဲ့ဒီ9ရဲ့ဒီဇောင်းသုံးလုံးပေါင်းချင်း6နဲ့5ဒီ3လုံးပေါင်းခြင်းက3 6ရဲ့2ရဲ့5ရဲ့ဒီ3လုံးပေါင်းခြင်းက3ကို သုံးတုံညာတုံညာဒီသုံးလုံးပေါင်းချင်း3လို့ဖြုတ်တယ်နော်ဒီသုံးလုံးပေါင်းချင်း3ကိုဒီသုံးလုံးပေါင်းချင်း3လို့ဖြုတ်တယ်ဒီသုံးတုံညာခွန်ဒီသုံးလုံးပေါင်းချင်းကတုံညာကို659ဒီသုံးလုံးပေါင်းချင်းကတုံညာလို့ဖြုတ်တယ်ဒီသုံးလုံးပေါင်းချင်းတုံညာကိုဒီသုံးလုံးပေါင်းချင်းတုံညာလို့ဖြုတ်တယ်ဟုတ်ပြီအဲ့ဆိုရင်693ဒီသုံးလုံးပေါင်းချင်းက3ကိုဟုတ်တယ်လေအဲ3ရှစ်ဝိုင်းကိုနက်ကပြပြီးသွားပြီလေဒါမဆွေး နော်တစ်ကို3ဒီ3လုံးပေါင်းချင်းကတစ်ကို3ဒီ3ပေါင်းချင်းက3ကိုဒီ3လုံးပေါင်းချင်းက3လို့ဖြုတ်ပြရမယ်ဇုံညာခွန်ဖြစ်နေတဲ့အတွက်ကြောင့်ခွန်ဒီလုံးပေါင်းချင်းခွန်ခွန်ရှိတဲ့အတွက်ကြောင့်ခွန်အသုံးပြအောင်လို့6ထည့်ကြီးထည့်တယ်ပြရမယ်8နှစ်6ထည့်အဲ့တော့8ထည့်2ထည့်6ထည့်နော်အဲ့တော့နောက်ပိတ်လိုင်းဒီဇိုင်းကိုဆက်သွားကြည့်မယ်နော်မြန်မြန်လေးသွားမယ်နော်9 9 60 73

အဲ့တော့ဒီကောင်ကဘယ်လိုလာတဲ့တော့ရှင်းနဲ့6ဒီသုံးလုံးပေါင်းခြင်းရှင်းရဲ့နှစ်ရဲ့6ရဲ့ဒီသုံးလုံးပေါင်းခြင်းကရှင်းနဲ့6ဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့က6เนาะရှင်းနဲ့6ဒီသုံးလုံးပေါင်းခြင်း6ကိုတဲ့ဒီသုံးလုံးပေါင်းခြင်း6ကိုတဲ့သူရဲ့ဒီဆောင်သုံးလုံးပေါင်းခြင်းက6လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်း6ကိုဒီဆောင်သုံးလုံးပေါင်းခြင်း6လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းက2ကိုဟောဒီမှာသူရဲ့ဆောင်သုံးလုံးပေါင်းခြင်းက2လို့ရိုက်တယ်နင်းတော့ပဲเนาะ ကဲအဲ့တော့ तू ကဒီ၃လုံးပေါင်းချင်းကတဲ့၉တဲ့၃ည၉၃ညဒီ၃လုံးပေါင်းချင်းက၉ဒီဆောင်၃လုံးပေါင်းချင်း၉ကိုရိုက်မယ်ဆိုကျွန်တော်တို့ဒီမှာဘာနောက်ဝိတ်ထည့်ပြရမလဲ၅နောက်ပဲထည့်ထည့်ပြဟုတ်တယ်လေ၅၉၅ဒီ၃လုံးပေါင်းချင်းမှာ၉ဖြစ်မှာ ဟုတ်တယ်နော်ဒီသုံးလုံးပေါင်းချင်း၈နဲ့6ဒီသုံးလုံးပေါင်းချင်း6ကို3နဲ့1ဒီသုံးလုံးပေါင်းချင်း6လို့ရိုက်တယ်3ညာနဲ့3ညာဒီသုံးလုံးပေါင်းချင်း2ကို3ညာ3ညာ2ဒီသုံးလုံးပေါင်းချင်း2လို့ရိုက်တယ်3ညာ9 3ညာဒီသုံးလုံးပေါင်းချင်း3ညာကိုဒီဒီ3ညာ9 3ညာဒီသုံးလုံးပေါင်းချင်း9ကို5 9 5ဒီသုံးလုံးပေါင်းချင်း9လို့ရိုက်မယ်ဆို9နာဝေးဟုတ်ပြီနော်9နာဝေးတစနော်နော်အဲ့တော့ဒီက9နာဝေးကတစ်ဆိုင်တည်းမဟုတ်နှစ်ဆိုင်ရှိတယ် ဒီ3လုံး38ရက်3ရက်ရှိရဲ့နှစ်ရဲ့ဒီ3လုံးမောင်းခြင်းက3 38နှစ်ဒီ3လုံးမောင်းခြင်း3ကို21ဒီဇောင်း3လုံးမောင်းခြင်းက3 3ညာနှစ်3ညာဒီ3လုံးဒီ3လုံးမောင်းခြင်း1ကိုဒီဇောင်း3လုံးမောင်းခြင်းက1အဲ့တော့ဒီ9 3ညာ3ညာဒီ3လုံးမောင်းခြင်းကနော်အ sorry 9 3ညာကိုဒီ3လုံးမောင်းခြင်းက4ကိုဒီဇောင်း3လုံးမောင်းခြင်း4ပြရမှာဆိုရင်9နောက်ဝေးပြအဲ့တော့9နောက်ဝေး20ဆက်နော်ငါနောက်ပိတ်နှစ်ဆိုင်ကြည့်အဲ့တော့နောက်တဲ့တစ်ဆိုင်ကိုနောက်တဲ့နောက်ပိတ်တစ်ဆိုင်ကိုဆက်သွားပြမယ် 8038ဒီ3လုံးပေါင်းခြင်းကကို8ရဲ့3ရဲ့8ရဲ့838ဒီ3လုံးပေါင်းခြင်းကကိုဒီ3လုံးပေါင်းခြင်း9ကို6နဲ့1ဒီဇောင်း3လုံးပေါင်းဒီ3လုံးပေါင်းခြင်းကကို838ဒီ3လုံးပေါင်းခြင်းကို6နဲ့1ဒီ3လုံးပေါင်းခြင်းကကိုနော်3ည3တုံညနဲ့ဒီ3လုံးပေါင်းခြင်းက9ကို3တုံညနဲ့ဒီ3လုံးပေါင်းခြင်းက9 6 9တုံညဒီ3လုံးပေါင်းခြင်းက1ကို1ကိုဆိုရင်ဒီမှာ1နောက်ဝေးတက်ထည့်ပြရဟုတ်တယ်နော်အဲ့တော့ ကျွန်တော်တို့က9နှစ်ဝေး10နှစ်ဝေးရနော်9တက်နောက်ဝေးပေါ့နော်အဲ့တော့9တက်နောက်ဝေးဆိုပြီးတော့ထည့်ရနော်အဲ့တော့တကွက်ကောင်းစိုက်မှာကျွန်တော်တို့ကဒီမှာဆိုရင်ရှင်ငါနှင်ငါနောက်ပြီးတော့ရှင်ငါနှင်ငါချောင်းငါနောက်ကကြတော့ရှစ်တက်နှစ်တက်6တက်ခပပအာပေါ့နော်ခပပတော့အာမယ်ကဲကိုပူတင်ထိုးမယ်မေး ဒီကနေ့6ခွက်ကမိဒီကနေ့6ဒီကနေ့6ခွက်ကမိရန်ရန်ခွက်တယ်တော့မဟုတ်ဘူးပေါ့နော်ဒူမိန်ပေါ့နော်ဒူမိန်လို့ပဲထားမှတ်ရပါအဲ့တော့ဒူမိန်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က89ရဲ့အခုရော95ရဲ့အာနော်ဒီကနေ့9ခွက်ကနော်ဒူမိန်ထဲမှာပါမယ် ဲ့ဒီမှာမှလုံးဝရှယ်တကရှယ်မိန်ရှယ်မိန်တကွက်မဖြစ်မနေထိုးရမယ်ဒီညက်နေအကောင်ကဘာလဲဆိုတော့၈တက်ဟာဒီကနန်းတကွက်ကလုံးဝမဖြစ်မနေထိုးပြရနော်ဒီကနန်းတကွက်၈တက်ကမဖြစ်မနေထိုးပြအဲ့တော့ကနန်းကနန်းကွက်ရှိမလဲကနန်းကကျွန်တော်တို့နှစ်ဒါနှစ်၄၆၈ကနန်းလေး၈ကွက်ပဲရှိဘူး ရှစ်တက်ကတော့မဖြစ်မနေတဲ့ပြီးထိုးပြရနော်ကဲအဲ့တော့လမလေးတန်းစီနေပဲကြီးနေတဲ့အမျိုးတွေထောက်ဝက်တော့မရှိဘူးလမလမနေတာလားနော်ကြီးနေနေဖုံးမှန်စကရင်ကိုဒီလိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးဒီလိုလေးတောက်ပြီးအဲ့တော့လမနေပြီလားဖြစ်သွားနေမယ်နော်အဲ့တော့လမလေးနှိပ်ပေးပါကဲအဲ့တော့မနက်ကတော့ကျွန်တော်တုံညာသုံးတဲ့အောင်ဆိုဒီညနေပါလဲဆက်ပြီးအောင်ပါသေးလို့စုမကောင်တောင်းပေးရသေးတယ်။ကျွန်တော်ကျွန်တော်ကိုမာရီအားလုံးစိတ်ချမ်းသာကိုကျမ်းမာကျင်နဲ့ပြည့်စုံနိုင်ကြပါစေနော်။ကဲအဲ့တော့လမလေးနှိပ်ပြီးတော့ထပ်သွားလို့ရပြီနော်။ ကြည့်နေတဲ့တယောက်ချင်းဒီတိုင်းကြည့်နေရင်လည်းကိုယ့်ရဲ့ဖုံးမဆံမလို့လမ်းညိုလေးနဲ့ဒီလိုလေးတောက်ပြီးတော့ထွက်သွားလို့ရပါပြီ။ကဲအဲ့တော့အားလုံးပဲပါရင်ပါဗျာနော်။နောက်ရကြမှာပြန်တွေ့ကြမယ်။